ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်လုံခြုံရေးနှင့်အကြံတရားရေးကော်မရှင်ဟူအမည်ပြောင်းလဲထားသောစစ်အုပ်စုကိုအကြံဖက်အုပ်စုအဖြစ် NUG ကထပ်မံကြီးညာရေးဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတော်လုံခြုံရေးနှင့်အကြံတရားရေးကော်မရှင်ဟူအမည်ပြောင်းလဲထားသောစစ်အုပ်စုကိုအကြံဖက်အုပ်စုအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထပ်မံကြီးညာလိုက်ပါတယ်။ မရောက်လိုက်ဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီအနေဖြင့်2021ခုနှစ်မလ1ရက်နေ့တွင်အချံဖက်စေအုပ်စုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2024ခုနှစ်စက်တင်ဘာလ5ရက်နေ့တွင်မြန်မာနိုင်ငံနှင့်ပြည်သူလူထုဤရန်သူ Enemy of the State အဖြစ်အတီးတီထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းသိရပါသည်တို့ရတွင်အကြံဖက်စေအုပ်စုက2025ခုနှစ်ဇူလိုင်လ31ရက်နေ့တွင်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်မှနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းတာယာရေးကော်မရှင်အဖြစ်သို့အမည်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနဲ့အေဂျန်တရားရေးကော်မရှင်သည်အချမ်းဖတ်စေအုပ်စုအဖြစ်ကြီးညာခြင်းခံထားရသည်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုဆက်ခံဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်းနှင့်ပြည်သူလူထုအပေါ်အချမ်းဖတ်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရသဖြင့်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျန်တရားရေးကော်မရှင်နှင့်၎င်းမှအစင်းစစ်တာဝန်ပေးဖွဲ့စည်းလိုက်သောအဖွဲ့များအလုံးကိုအချမ်းဖတ်အုပ်စုများအဖြစ်၎င်းမြောင်လိုက်အပါဝင်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျန်တရားရေးကော်မရှင်အဖွဲ့ဝင်များအလုံးကိုအကြံဖတ်သမားများအဖြစ်၎င်း NUG ကကြေညာပါတယ် ဒါကလုံထုံးလုံနီးသဘောတရားပါအရင်ကတည်းကအကြံဖက်စစ်အုပ်စုအဖြစ်ကြီးညာထားပြီးသားဒါပေမဲ့သူတို့ကနာမည်ပြောင်းသွားတော့နာမည်ပြောင်းသွားတဲ့အပေါ်မှာအကြံဖက်အုပ်စုအဖြစ်ထပ်ပြီးအတည်ပြုကြီးညာတာပါအတိမဟုတ်ပါဘူးဒါကနိုင်ငံတကာနဲ့ပြည်တွင်းမှာပါလုံထုံးလုံနီးအရာကြီးညာတဲ့သဘောပါဟု NUG ဘက်မှသတင်းရင်းမြစ်ကသတင်းဌာနကိုပြောဆိုပါတယ် NUG ကစစ်အုပ်စုကိုအကြံဖက်အဖြစ်ကြီးညာရာတွင်အကြံဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်ချောင်းပုံမှန်ခွဲ9နှစ်ပုံမှန်82ပုံမှန်ခွဲခါခွေပါလုံပိုင်ခွင့်ကို ကျင့်သုံး၍ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်အရကြေညာခြင်းဖြစ်ကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်မေအောင်လိုင်ဦးဆောင်သောအကြံဖက်စစ်အုပ်စုသည်ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသည့်နိုင်ငံတော်သမ္မတဦးဝင်းညင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောပြည်သူအစိုးရအဖွဲ့ဝင်များကိုမတရားဖက်စီးပြီးပြည်သူအာဏာလွတ်ယူခဲ့သည့်ဖြင့်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့ကြောင်း NUG ကကြေညာထားပါသည် ဆက်လက်ပြီးစစ်သားဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအားလုံးကိုအောက်တိုဘာလ၁ရက်နေ့မှစတင်ပြီးလစာ၃000တိုးမြင့်ဖွင့်ကြီးဌာနမှနေစားလောက်အကားကိုမူတရက်လျင်8800ကျပ်အထိတိုးမြင့်လစာတိုးမြင့်မှုအတွက်လိုအပ်သောငွေကြေးများကို Digital ငွေကြေးအပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် အကြံဖက်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများအလုံးကိုအော်တိုဘာလတရနေ့မှစတင်၍အဖို့ထောက်ပံ့ကြေးအမိတက်ကလစာ3000တိုးမြင့်လိုက်ပြီးဝင်ကြီးဌာနမှနေစားလုံအားကောက်ကိုမူတရက်လျင်8800ချက်အထိတိုးမြင့်လိုက်ကြောင်းစစ်ကော်မရှင်လက်အောက်ခံဘန္နာရေးနှင့်ဝင်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါတယ် အော်တိုဘာလာတရရနေမှာစတင်ပြီးတနိုင်ငံလုံးရှိဝန်ထမ်းများစစ်သားများအငြိမ်းစားများအနေဖြင့်လာစဉ်အပူထောက်ပံ့ကြေးအဖြစ်လစာ3000တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း2023ခုနှစ်အော်တိုဘာလာတွင်ပထမချိန်အဖြစ်တဦးလျင်အပူထောက်ပံ့ကြေး3000ကို၎င်း2024ခုနှစ်ဩဂုတ်လတွင်ဒုတိယအချိန်အဖြစ်တဦးလျင်အပူထောက်ပံ့ကြေး3000ကို၎င်းစုစုပေါင်းအပူထောက်ပံ့ကြေး6000တိုးမြင့်ပေးခဲ့ကြောင်း ယခုအောက်တိုဘာလ၁ရက်နေ့မှစတင်ပြီးတတိယအကြိမ်အဖြစ်လဆင်အပိုထောက်ပံ့ကြေး၃ကောင်ထပ်မံတိုးမြင့်ပေးလိုက်ပြီးဖြစ်ပြီးဝန်ထမ်းများစစ်သားများအနေဖြင့်လဆင်အပိုထောက်ပံ့ကြေး၉ကောင်ခန့်စားခွင့်ပြုလိုက်ကြောင်းသိရှိရပါသည်။အဆိုပါအပိုထောက်ပံ့ကြေးတိုးမြင့်မှုတွင်အငြိမ်းစားဝန်ထမ်းများလည်းအကျုံးဝင်ပြီးယနေ့အောက်တိုဘာလ၁ရက်နေ့မှစတင်ပြီးအငြိမ်းစားဝန်ထမ်းများလည်းလဆင်၃ကောင်ထပ်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရှိပါသည်။ထို့ပြင်ဝန်ကြီးများတွင်နေစာလောက်ကိုင်းနေသောနေစာဝန်ထမ်းများကိုမူတရက်လောက်အခအဖြစ် 9800တိုးမြင့်တက်မှတ်လိုက်ကြောင်းသိရပါတယ်။ထို့ကြောင့်အကြံဖက်စစ်ကော်မရှင်ကတိုးမြင့်လိုက်သောလစာကြောင်းဝန်ထမ်းတက်တန်းကျော်အငိမ့်စားဝန်ထမ်းတက်တန်းနီးပါးနှင့်စစ်သားများအလုံးအတွက်လစဉ်ငွေကြေးများထပ်မံရိုက်နှက်ရမည်ဖြစ်ပြီးမျိုးပြဒေတာများမှဝန်ထမ်းများအတွက်မူဒီဂျစ်တယ်ငွေကြေးဖြင့်အစားပေးချင်မည်ဖြစ်ကြောင်းသိရှိရပါတယ်။တအူးကုံ3000ကျပ်နှင့်လက်ရှိဝန်ထမ်းအငိမ့်စားဝန်ထမ်းနှင့်တက်မတော်သားတွေအတွက်စုစုပေါင်းလူဦးရေ3000နီးပါးအတွက်ငွေတွေထပ်တိုးသုံးရမည်။ နေပြီးတော့ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ digital ငွေကြေးနဲ့ပေးမယ်လို့သိရတယ်။ကျန်တဲ့အခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငြိမ်းစားဝန်ထမ်းတွေတက်မတော်သားတွေအတွက်တော့ငွေတွေထပ်ရရမယ့်သဘောရှိတယ်။ငွေကြေးဖောင်းဝမှုကတော့ထပ်ပြစ်လာနိုင်တယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။